ိန္ဒိယနဲ့လန်ဒန်မြို့ကိုဥတီပြန်တမ်းပြီးလူနေရာကျော်တင်ဆောင်သွားတဲ့လေရင်ပြကြအိန္ဒိယလေကြောင်းလိုင်းနဲ့ရဲရာရှိများရဲ့ပြောကြားချက်အရလူနေရာကျော်ပါဝင်တဲ့အိန္ဒိယလေကြောင်းလိုင်းပိုင်းဘိုရင်787 Dreamliner လေရင်ဟာဒီကနေ့ကြာသပတေးနေ့မွန်လယ်ပိုင်းမှာအိန္ဒိယနိုင်ငံအာမတ်ဒါဘတ်မြို့ရှိ၄၀နီးမှာပြတ်ကျခဲ့ပါတယ်။အဆိုပါအာဏာပိုင်များကတည်ဆုံးသူရှိမရှိကို အသေးစိတ်ဖော်ပြခြင်းမရှိသေးပါဘူးအိန္ဒိယလေကြောင်းလိုင်းရဲ့ပြောကြားချက်အရအစိုးရလင်းဟာ UK နိုင်ငံလန်ဒန်မြို့မှာရှိတဲ့ကဝက်လေစိတ်ကိုပြန်တန်းနေခြင်းဖြစ်ပါတယ်ဒေသခံရဲများမှုလေရင်ဟာလေစိတ်နီးမှာရှိတဲ့အရဘက်ဧရိယာမှာပြတ်ကျခဲ့လို့သတင်းပေးထားပါတယ်လေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနရဲ့အဆိုအရလေရင်မော်တွင် လူပေါင်း242ဦးလိုက်ပါခဲ့ပြီးခီးတယ်230 လေရင်မှု2ဦးနဲ့လေရင်အမှုတန်း10ဦးတို့ပါဝင်တယ်လို့သိရပါတယ်။ထိုလေရင်ပေါ်တွင်လိုက်ပါသွားသည့်ခေးသည်တွေနဲ့အိန္ဒိယနိုင်ငံသား169ဦး၊ဗြိတိန်နိုင်ငံသား53ဦး၊ပေါ်တူဂီနိုင်ငံသား9ဦးနဲ့ကနေဒါနိုင်ငံသား2ဦးတို့ပါဝင်ကြောင်းသိရပါတယ်။ဒီခုချိန်မှာတော့အသေးစိတ်ချက်လက်တွေကိုစုံစမ်းနေပြီးနောက်ထပ်အချက်လက်တွေကိုဆက်လက်မျှဝေသွားမှာပါ။အိန္ဒိယလေကြောင်းလိုင်းကပြောကြားခြင်းဖြစ်ပါတယ်။လေရင်ပြတ်ကျမှုမှာ လေရင်ပြန်တက်စင်ဖြစ်ပွားခဲ့ကြောင်း TV channel များကသတင်းထုတ်ပြန်ခဲ့ပါတယ်။ပြတ်ကျတဲ့နေရာနီးမှာရိုက်ကူးထားသောရုပ်ပုံများမှာ မီးလောင်နေသောအပျက်စီးများလေဆယ်နီးကောင်းကင်ယံသို့မဲမောင်သောမီကိုလုံးကြီးများထွက်ပေါ်နေသည်ကိုတွေ့ရပါတယ်။အာမတ်တာပက်ရဲများ၏သတင်းထုတ်ပြန်ချက်အရလေရင်ပေါ်မှာအ ਨੇ ဆုံးလူ242ဦးလိုက်ပါခဲ့ကြောင်းသိရပါတယ်။၎င်းလူများကိုဂရင်များဖြင့်ရွှေ့ပြောင်းပြီး လူနာတရင်များဖြင့်တည်ဆောင်သွားသည့်ရုပ်ပုံများကိုလည်းပြသခဲ့ပါတယ်။အဲ့ဒီလေယာဉ်ပေါ်မှာလိုက်ပါသူအားလုံးအသက်ရှင်ကြံသူမရှိဘူးလို့လည်းသိရပါတယ်။အဆိုပါလေယာဉ်ဟာ ခီးဝဲကိုတွားရမှာဖြစ်တဲ့အတွက်လေယာဉ်လောင်စာဆီအများပြားပါဝင်တာကြောင့်ပောက်ကွဲမှုနဲ့မေးလောင်ကျွမ်းမှုတွေကိုပုံမပြင်းထန်စေခဲ့ကြောင်းသိရပါတယ်။လက်ရှိမှာကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မိသက်ကားနဲ့လူနာတင်ကားများကိုပို့ဆောင်ခဲ့ပြီး လေရင်ပြတ်ကျခြင်းအကြောင်းရင်းနဲ့ပတ်သက်ပြီးတာဝန်ရှိသူများကကြေညာချက်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ဂူဂျာရဲ့ပြည်နယ်ဝန်ကြီးချုပ်ကအဆိုပါအဖြစ်ဆိုးအတွက် အလွန်ဝမ်းနည်းကြောင်းထွက်ပေါ်ပြောကြားခဲ့ပြီးလေရင်ပြတ်ကျရာနေရာမှာကယ်ဆယ်ရေးလုပ်ငန်းများအရေးပေါ်ဆောင်ရွက်ရန်ညွှန်ကြားထားပါတယ်။